တော်ကြီးသားတွေကွာလဲစီအဲ့ဒီလိုနောက်ခံမှာစကိုင်းငလင်ကြောင့်နေပြည်တော်မှာရှိတဲ့စစ်တပ်ရဲ့ရုပ်ပိုင်းအဆောက်အုံတွေများစွာပျက်စီးသွားတယ်လို့စိတ်တိုက်ပိုင်းအရာလဲရိုင်းနေသွားပါတယ်ဒါနေပြည်တော်ရဲ့လက်ရှိအခြေအနေပါရှင်ကြည့်လိုက်ပါဒီမှာအကုန်လုံးအမှပြိုးနေကုန်တာအမှဒီထဲကိုပဲဗီဒီနဲ့ရေဒီယာတွေကိုအယုံကြည်ကြီးတဲ့စေအုပ်စုအတွက်ငလင်ဟာသူတို့ပြတ်သုံးခြင်းရဲ့နမိတ်အဖြစ်မတိစိတ်ကနေမှတ်ယူကြမှာဖြစ်ပါတယ်2023ခုနှစ်နှစ်ကုန်ပိုင်းလောက်မှာ နေပြည်တော်ပြင်းမနာမြို့နယ်တောင်ပေါ်ဒေသကဘိုးမတန်တော်စခန်းကိုတော်လန်ရေးအဖွဲ့တိုက်ခိုက်နိုင်ခဲ့ပြီးအကြမ်းဖက်တပ်ဖွဲ့ဝင်90ထက်မနည်းတေဆုံးခဲ့ပါတယ်။အလားတူနေပြည်တော်နားကလမ်းပိုင်းတွေမှာလည်း PDF တွေကျင်းလဲမှုတွေလှုပ်ဆောင်နိုင်ခဲ့ပါတယ်။အထူးခြားဆုံးကတော့နေပြည်တော်စစ်ရုံးချုပ်နယ်လေသစခန်းတွေကို2024ခုနှစ်ဧပြီလမှာပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ရှားထူးဝ drone နည်းပညာတပ်ဖွဲ့တွေကတိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီအချက်တွေဟာနေပြည်တော်လက်တကမ်းအကွာမှာပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေဝင်ရောက်ခြေစိုက်လှုပ်ရှားနိုင်နေပြီဆိုတာကိုပြသနေပါတယ်။တနိုင်နယ်လုံးအတိုင်းအတာအနေနဲ့ကြည့်ရင်လည်းမြောက်ပိုင်းကချင်ဒေသမှာပြည်နယ်ဒုတိယမြို့တော်ဗမော်ကို လက်လွတ်ရကနီးချင်းမိနယ်မှာမြို့အများစုကိုလက်လွတ်ထားရပြီးရှမ်းမြောက်မှာတရုတ်ချောင်းဝင်မှုကြောင့်လာရှိုးမြို့ပေါ်ရက်ွက်နည်းနည်းကိုသာဆေးအုပ်စု ပြန်လည်ရရှိထားပါတယ်။စကိုင်းတိုင်းအတွင်းမှာလည်း မြို့ပြဒေသတွေကိုစစ်အုပ်စုကစိုးမိုးမထားနိုင်တော့ပါဘူးဒုတိယမြို့တော်မန္တလေးနားအထိတော်လန်ရေးအဖွဲ့တွေခိုင်မာခြေစိုက်နိုင်ထားသလိုပဲခူးရိုးမဒေသမှာလည်းစခန်းသိမ်းတိုက်ပွဲတွေဆောင်ရွက်လာနိုင်ပါတယ်မူလကစစ်အုပ်စုရဲ့တည်ငြိမ်တဲ့နောက်တန်းဒေသဖြစ်တဲ့ ARD တိုင်းမှာလေတိုက်ပွဲကြီးတွေပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ဒါဟာတနိုင်ငံလုံးအတိုင်းအတာစေယောစုဟာစီရေးရနောက်တန်းကိုရောက်နေပြီဆိုတာကိုပြပါတယ်။ ဲ့လိုတနိုင်ငံလုံးစီရေးအကြက်သေးနောက်မှာနေပြည်တော်ဒေသဟာလည်းစီရေးအကြက်သေးကိုရင်ဆိုင်လာရပါတယ်ဖြစ်ပေါ်နေတဲ့တနိုင်ငံလုံးနဲ့နေပြည်တော်ပတ်ဝန်းကျင်စီရေးအကြက်သေးကို စကိုင်းငလင်းအကြောင်းပုံမဆိုးဝါးသွားစေပါတယ်နေပြည်တော်ကယုံသီးသီးဟာကြီးမားတဲ့ငလင်းတန်းခံလိုက်ရပြီအုတ်ချုပ်ရေးပိုင်းဆိုင်ရာကြက်သေးမှုပါရင်ဆိုင်လာရပါတယ်မူလကတည်းကတနိုင်ငံလုံးစည်ရေးအေးနိုင်မှုကြောင့်စေအုပ်စုရဲ့ အုတ်ချုပ်ဆိုးမိုးနိုင်မှုဟာနိုင်ငံရဲ့ဒေတာအများစုမှာမရှိတော့ပါဘူး။ကျန်းရှိနေသေးတဲ့နေရာလေးတွေကို အုတ်ချုပ်နိုင်တဲ့အတွက်ကလည်းငလင်တန်းကြောင့်ပုံမခက်ခဲစေပြီးဖြစ်ပါတယ်။စစ်တပ်အားထားရတဲ့လေကြောင်းနဲ့စစ်ရန်တရားကြီးများရွှေ့ပြောင်းရေးထောက်ပို့ရင်းနှန်းများထွက်ခွာရေးရလဲငလင်ကြောင့်နှောင့်နှေးသွားပြီးဖြစ်ပါတယ်။အခုလိုစစ်ရေးအုတ်ချုပ်ရေးအကြက်ဆိုင်ပြီးဆဲအုပ်စုဟာအစိမ့်စိမ့်မှွာမှွာပြိုလဲနေချိန်မှာ တနိုင်ငံလုံးမှာရှိတဲ့တိုင်းသာတော်လှန်ရေးအင်အားစုတွေမြေပြန့်တော်လှန်ရေးအင်အားစုတွေနဲ့ပြည်သူ့ကာဝေးရေးတပ်မတော်ပြည်သူ့ကာဝေးရေးအဖွဲ့တွေလက်တွဲညီညီပူးပေါင်းပြီးမြေအောင်လိုင်းကိုဖိအားပေးဖို့စစ်စင်ရေးတွေကြိုးပမ်းရမယ့်အချိန်ဖြစ်ပါတယ်။ PDA Insight ကစောင်းမောင်းကိုကျွန်တော်ရဲမှန်ရုပ်ဖတ်ပေးလိုက်တာဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။